ဒီအရာလေးကိုကျွန်တော်အာဖတ်ပြီးမှအဆုံးသတ်ချင်ပါတယ်။နံပါတ်30အမရောက်ခင်လေးမှာဒီအရာချမ်းပိုက်နှစ်ပိုက်လေးကိုအရန်အရေးပါတယ်။ထူကြောင့်သင်တို့ဒီကုကုတတိနဲ့ကြည့်စုကြလော့။ဖယားသခင်ဒီမြင့်မြတ်အသွေးနဲ့ဝေတော်မူသောအသင်းတော်ကိုလုတ်တွေးဆဲခြင်းကတန်ရှင်သောဝိညာဉ်တော်ဒီသင်တို့ကိုအုတ်အချုပ်ခံထားတော်မူသောသူစုတစုလုံးကိုလေတတိနဲ့ကြည့်စုကြလော့။ကုကု၎င်း ကုဆုံးမဩဝါဒကုလကောင်တတိပြု၍အမဲတီနေလောထူထူပြုလင်ကုကုလကောင်နားထောင်သောတူတူကုလကောင်ကေတလိမ့်နေအထူးသဖြင့်အမှုတော်ဆောင်ရှိမှာအဖမ်ညုဖမ်မခရီးတော်ပြီးနောက်ဆုံးမှာအဖမ်ညုရဲ့ elders နော်ဘီဆော့ဒီခေါ်ပြီးမှရှင်ပေါ်လူကမိန့်မာထားတဲ့အရာဖြစ်တယ်တမန်တော်အခန်းကြီး20 28ဟာ တစ်တိအခန်းကြီးလေး16ပါကျွန်တော်အလုံးပြီးတိုင်းပဲသင်တို့ဆရာလုပ်နေတဲ့ဒီမိုသေထံမှာတတိပေးတဲ့အရာဖြစ်တယ်ဒီချမ်းဖိုက်နှစ်ပိုက်ကိုကျွန်တော်တို့ဖတ်ချင်တာဒီဘာတူရတလေဆိုတော့ကိုကူကူတတိနဲ့ကြည့်ရှုကြတော့သူများကိုတော့ကျွန်တော်တို့ထောက်ပြနေသူများကိုတော့လွေးတယ်လို့ဟဲ့လို့ကျွန်တော်တို့အော်နေပြီမဲ့ကျွန်တော်တို့ကိုကျွန်တော်တို့တတိနဲ့ကြည့်ဖို့လိုတယ်ကျွန်တော်ပြောရင်းဆိုရင်းသွန်သင်ရင်းထောက်ပြရင်ကျွန်တော်ကိုယ်တိုင်ကိုလွေးနေသလား မိမိရဲ့ဒေသနာကိုတတိထားဖို့လိုတယ်မိမိအသက်တာပြန်ဆန်းစစ်ဖို့လိုတယ်သူကြောင့်တင်တို့ဒီကိုကူကိုတတိနဲ့ကြည့်ရှုကြဒီမှာကျမ်းစာမှာတတိနဲ့ကြည့်ရှုဖို့သုံးချက်ပေါ်ပြတယ်နံပါတ်1ကိုကူကိုတတိနဲ့ကြည့်ဖို့ဖြစ်တယ်နံပါတ်2ကူဟောဘောဒေသနာကူဟောပြောတင်ကြသောဆုံးမဩဝါဒကိုတတိနဲ့ကြည့်ရှုကြပါတတိအခန်းကြီးလက်14မှာ ကျွန်တော်ဟောတဲ့ဒေသနာဟာကျမ်းစာကညီဝဲနေသလားကျွန်တော်ရဲ့ pre concept လို့ခေါ်တဲ့ငယ်ရှင်ကလေးအချားမှုတဲ့အရာကူပဲဒီတိုင်းပဲဆွေးလမ်းပြီးတော့မှကုကုကုလေ့လာချင်းပြန်လေလေ့လာချင်းမရှိတော့ဘဲနဲ့ကျမ်းစာအကြောင်းထဲမှာဆရာဆရာမတွေကပုံသွင်းတဲ့အတိုင်းပဲဒီတိုင်းပဲဖြစ်သွားတယ်ကိုယ်ကိုယ်တိုင်စနစ်တကျလေ့လာသလားကိုဟောနေတဲ့အရာကိုတကယ် biblical evidence theological evidence historical evidence လို့ခေါ်တဲ့ကျမ်းစာအထောက်အထားအာဓမ္မဗေဒအထောက်အထားတမိုင်းအထောက်အထားနေရောတကယ်မှန်ရဲ့လားကိုဟောတဲ့ဒေသနာမှာ confidence လို့ပြောတဲ့ကမ္ဘာကျမ်းစာကိုကောင်းကောင်းလေ့လာပြီးမှကျွန်တော်သင်ပေးသလားဒါမှမဟုတ်သူများစီကနေ lesson ကမ်းပြီးတော့မှဒီတိုင်းပဲမစင်းစားမစင်ချင်းပဲနဲ့သင်ပေးဟောပြောသလားကျွန်တော်တို့ကိုဟောတဲ့ဒေသနာကိုတတိနဲ့ကြီးစုလိုအပ်တယ် နောက်ဆုံးတစ်ခုကပါလေဆိုတော့ကူပြုတ်စုထားသောသူတော်စုကတတိနဲ့ကြည့်စုကြပါဒီဂျမ်းပိုက်ထဲမှာတတိနဲ့ကြည့်စုသုံးခုရှင်ပေါ်လို့မိမ့်ပါထားပါလေကျွန်တော်တို့အမှုတော်ဆောင်နေယုံကြည်သူတွေကူကူကူတတိနဲ့ကြည့်စုကြရအောင်ကျွန်တော်အရန်ကြိုက်တဲ့ဆရာကကျွန်တော်အရန်ကြိုက်နေတဲ့ဒေသနာတွေကတရားဟောဆရာတွေကအမျိုးဖြစ်လို့သူငယ်ချင်းဖြစ်လို့ နာမည်ကြီးနေလူများကြိုက်နေသလားကျွန်တော်ခံယူနေတဲ့ဒေသနာတွေကဘာခံယူချက်တွေလဲမိမိကိုယ်ကိုယ်ပြန်တတိနဲ့စီစစ်ကြည့်စုရအောင်မိမိဟောနေတဲ့တင်ကြားတဲ့ဒေသနာကိုလည်းတတိနဲ့ကြည့်စုရအောင်မိမိကခုံးပေါ်မှာဖျားတင်ထားတဲ့ခန့်အပ်ထားတဲ့ဒူးတော်စုတပေတော်စုအင်းသူအင်းသားတွေလွဲမသောအရာကိုခံယူမိသလားကြိုက်နေတဲ့မိသလားလွဲနေကြသလားတတိနဲ့ စမ်းစစ်ကြရအောင်ဆိုတာဒီချမ်းပိုက်အဖြစ်ကျွန်တော်တို့ကောင်းကောင်းသင်ယူနိုင်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကိုယ်တိုင်အဲ့လိုမလွေးလေအောင်တတိထားရမယ်အချက်သေးကနေပထမအချက်ကပါလေဆိုတော့မိမိကိုယ်ကိုဖရာသခင်ထံမှာဆုတောင်းစစ်ကပါဆာလန်တရ19အပိုင်ငယ်18လုကာ20လေ45တိကွန်22တော်လကောင်ယာကုပ်တိငားမှာတော်လကောင်ဖရာသခင်ထံမှာဆုတောင်းစစ်ကဖို့တင်တင်ထားပါလေ ဖရားရဲ့နှုတ်ကပတ်တော်တဘောပေါက်နားလည်နိုင်အောင်ကျွန်တော်တို့တိကောနှစ်စနစ်မှာဇာတိတဘောနဲ့လုံးဝနှုတ်ကပတ်တော်မနာနားမလည်နိုင်စာလံ138အသေးတစ်စက္ကူ78တဲမှာနှုတ်ကပတ်တော်နားလည်နိုင်အောင်ဖရားထာမှာဉာဏ်ပညာတောင်းသူတင်ထားပါတယ်ရာကုတ်တိ9တဲမှာလေးပဲပညာလူချင်းတဲ့လူရှိသလားဖရားထာမှာတောင်းပါစေ အဲ့ဒါကြောင့်သူကြောင့်သာအကျွပေးမဟုတ်ဘူးဓမ္မဆရာတွေအမှုတော်ဆောင်ဆရာတွေကတမန်ကျမ်းစာလေ့လာတဲ့အခါအမှန်ကိုအမှန်တိုင်းကျွန်တော်တို့နားလေသဘောပေါက်ပြီးမှဟောပြောတင်ကြားနိုင်အောင်ခဏခဏကျွန်တော်တို့ဆုတောင်းဆက်ကပ်ဖို့လိုပါတယ်ကျမ်းစာဖတ်တော့မယ်ကျမ်းစာအနက်ဖွင့်တော့မယ်ဟောတော့မယ်ဆိုရင်ဖရာသခင်ထံဆုတောင်းဆက်ကပ်ပြီးမှလုပ်ရအောင်ဒုတိယမှာတန်ရှင်းသောဝိငင်တော်အတိကမိကိုရအောင်အမတန်နာမည်ကြီးတဲ့စာအုပ်စာပေတွေမြည်ရမ်းမဲ့အစား အမတန်နာမည်ကြီးတဲ့ commentator နဲ့ theologian တွေအနက်ဖွင့်ဆရာကြီးတွေအာကူမယ်စာကျောင်းအုပ်ဆရာကြီးတွေတရားဟောဆရာကြီးတွေဘီကူအာကူမယ်စာယောဟန်ခန်းကြီး63မှာတမန်တရားနဲ့ပြီးဆုံးတော်မူသောတန်ရှင်တော်ဝိညာဉ်တော်ကြွလာတဲ့အခါမှာသင်တို့ကိုတွင်တင်လိုက်မယ်ကဲတန်ရှင်တော်ဝိညာဉ်တော်တမန်တရားတွင်တင်တဲ့တော်ဝိညာဉ်တော်ဖြစ်တော်ကြောင့်ဝိညာဉ်တော်သည်စာရေးဆရာဖြစ် ဲ့ဒါကြောင့်စာအုပ်တအုပ်ထဲမှာကျွန်တော်ဖတ်ပူတာအရာခုနာရတယ်။လောကမှာစာအုပ်စာပေအများကြီးရှိပေမဲ့စာရေးသူကိုယ်တိုင်ကသူရေးထားသောစာအုပ်ဖတ်တဲ့လူတိုင်းရှိမှာအမေရန်ရှိနိုင်သောတပါတီသောစာရေးဆရာသည်တန်ရှင်သောဝိငင်တော်ဖြစ်ပါသည်။ပြန်ပြောပါရစေ။ မိမိရည်သားထားသောစာအုပ်ကိုဖတ်ရှုတဲ့လူတိုင်းရှိမှာအမေဒန်အနံ့ဖွင့်ပြဖို့အတူရှိပေးနိုင်တော်သူသည်တန်ရှင်တော်ဝိငင်တော်တပါတီးတော်ရှိကျွန်တော်တို့စာရည်တဲ့တီတလောက်မှတ်တလောက်နည်းနည်းပပလေးကိုရည်တဲ့ဖတ်တဲ့လူတိုင်းရှိမှာမနေနိုင်မဲခွန်းဒီမဲရှယ်သူတို့မှအများကြီးရှိတယ်မရှင်းတောင်မရှင်းပြနိုင်တဲ့ဟာတွေဝေးမှမပြောနိုင်သူတို့နဲ့အတူမနေ ။တန်ရှင်သောဝိငင်တော်တမန်ကျန်စာကိုရေးတယ်။ဖတ်တဲ့လူတိုင်းအတူနေတယ်။ပါကြွက်လဲကျွန်တော်တို့ကိုချပြဘူးရှင်းပြဘူးသဘောပေါက်အောင်ကျွန်တော်တို့မျက်စိဝိငင်မျက်စိပွင့်လင်းစေဖို့ဖြစ်တယ်။ပုဂ္ဂိုလ်တမိကူရအောင်ဝိငင်တော်နားလေစေပါ။ဝိငင်တော်ဖွင့်ပြပါအမှားကိုကျွန်တော်ခံချက်မှားရင်ဖေရှားအောင်ကျွန်တော်ကိုနှလုံးသားမှာစကားပြောပါ။အမှန်ကိုနားလေ ဝိငင်တော်ကိုသာမိခွာကူရအောင်နံပါတ်3မှာတမာချန်းစာကိုစံနှစ်တကြလေ့လာတင်ယူပါနှစ်တိအခန်းကြီး25မှာဒီအကြောင်းကိုပေါလုကအရေးတကြီးနဲ့ယုံကြည်ခြင်းမှာသားဖြစ်တဲ့ဒီမိုသေကိုမှားထားပါတယ်တမာချန်းစာစံနှစ်တကြလေ့လာဖို့ကြီးပါလေ့လာတာကုန်တယ်တော်ပြီအဆုံးတတ်ပြီဆိုတာမရှိပါဘူးဒါပေမဲ့ကျွန်တော်လေ့လာတဲ့အခါမှာစံနှစ်တကြလေ့လာဖို့လိုတယ်အဲဒါကြောင့်ကျွန်တော်ချန်းစာကြောင်းဒီဖွင့်တဲ့သူများ အသိန်းတော်မှာစာတင်တဲ့သူများမျက်တူတင်နှက်လုပ်တဲ့လူများဖြစ်နိုင်ရင်ကိုယ့်ရဲ့အသိန်းသူတင်တာကိုယ့်ရဲ့အကြောင်းသူအကြောင်းသားကို harmonic လို့ခေါ်တဲ့ဂျန်စာအနံဖွင့်နည်းကိုတော့မရမကကျွန်တော်တင်ပေးအောင်အဲ့ဒါကြောင့်တရုတ်တရားအစုစကားမှာငါချောက်မပေးနဲ့ငါကြော်မပေးနဲ့ငါများနည်းကိုတင်ပေးပါဆိုတော့အဲ့ဒါဖြစ်တယ်ကျွန်တော်တို့ဒေသနာကောင်းကောင်းနဲ့ကိုကိုတိုင်းကတင်ပြီးတင်ရှင်ပြီးမှဟောနေပေမဲ့ တင်းသူတင်းသားတိုင်းကျွန်တော်ကျွေးတဲ့အဟာပဲစားနေတယ်ဆိုရင်မဖြစ်သေးဘူးတူတူကူတူတူတီးတီးတန်တန်နဲ့တားသမီးတွေလည်းဂျမ်းစာဘလူလှည့်လာမယ်တိလေအောင်တင်ပေးဖို့ပါတယ် our first congregation are our children ကျွန်တော်တို့ပထမအတင်းသူတင်းသားပထမပရိသတ်ကကုသသမီးဖြစ်တယ်ကုသသမီးတွေစီမှာဂျမ်းစာလှည့်လာပုံလှည့်လာမနေ့တိုင်းအခုလည်းပဲအိမ်မှာအာတာသမီးတွေ devotion မနေ့မနေ့တိုင်းမနေ့တိုင်းထခါပြီးတော့မှ devotion ဦးဆောင်တဲ့ခါမှာကျန်းစာကျွန်တော်ကျွန်တော်ကိုယ်တိုင်ကဖတ်မဲ့ဟာကိုယူရတယ်ဘယ်ခန်းကြီးဘယ်ခန်းငယ်ကဘယ်ခန်းကြီးဖတ်မဲ့လဲကျွန်တော်ယူရတယ်အားလုံးအတူတူဖတ်တယ်ကဲဆွေးနွေးတယ် what is there what does this verse say ဒီ jump ไปကပါပြော ဘာအကြောင်းအရာတွေတွေ့ရလဲကျွန်တော်တို့အကြောင်းအရာဒီအကြောင်းဒီအကြောင်းဒီကြောင်းပြောတယ်ဟုတ်ပြီဒီအကြောင်းအရာဒီကဘာတိပေးလဲဒီအကြောင်းကဘာကိုဆူလူချင်တာလဲဒီအကြောင်းကဘာကိုဆူလူချင်တာလဲကျွန်တော်တို့ပထမဆုံး observation လို့ခေါ်တယ်အကျိုးအကြောင်းရှာတယ်ဒုတိယမှာ interpretation လို့ခေါ်တယ်အတိပေးပါလဲဆိုတာကိုကျွန်တော်တို့ကျွန်တော်ရှင်းပြတယ်ဒါတိယမှာ application ဒါဆိုရင်ကျွန်တော်တို့ဘာကိုသင်ခန်းစာဘာရှိတယ်မနေ့ တိုင်ကျွန်တော်အဲ့လိုဦးဆောင်တယ်အခုနောက်ပိုင်းကျတော့ကျွန်တော်သမီးကြီးတို့လကောင်းအာအိမ်မှာရှိတဲ့လူငယ်လေးတွေတို့လကောင်းကဲနောက်တနေ့တော့တင်ဦးဆောင်မယ်ဘယ်လိုဦးဆောင်လဲကျွန်တော်နားထောင်တယ်ဂျန်စာဖတ်တယ်ထိုနည်းလကောင်းပဲတို့ယူတယ်ကဲပြောချင်တာကဆရာသမားကြီးကလေကုသားသမီးဦးဂျန်စာစနစ်တကျလေးလာအောင်တင်ပေးရအောင်အသင်းတော်မှာစနစ်တကျလေးလာနိုင်နီလာနီတင်ပေးရအောင်ကျွန်တော်တင်နန်းနေလို့တယ်နွေရာတိမ်မှာအာတကြံတိမ်တိုင်းရှိတယ်အာအောက်တိုဘာမှာကျွန်တော်မြန်မာပြည်မှာဆိုရင် တတိယတင်တန်းရှိတယ်အဲ့မှာကေရင်ချင်းအကြောင်းကိုဥစားပေးတင်ပါတယ်ဒီလောက်နေမဟုတ်ဘူးတင်းတူတင်းတာ focus လုပ်ရင်ကျွန်တော်တို့ humility harmonic ကျွန်တော်ကိုယ်တိုင်ကတင်ပေးကျန်းစာအကြောင်းမှာတောင်းမှာတတိယ final ရတဲ့တင်းနေဆိုပေမဲ့လေကျန်းစာအကြောင်းရောက်ဖို့အရကြာသေးတယ်အဲ့ဒီမတန်ခင်သူတို့ကျန်းစာဖတ်တာဘလို့ဖတ်တော့မှလဲသူတို့နားလေနိုင်တဲ့စကလုံးလေးနဲ့သူတို့နားလေနိုင်တဲ့အသုံးလုံးလေးကိုတုံးပြတော့မှမိမိအိမ်ပါမိမိအသိန်းတော်မှာတင်ပေးကြရအောင်လူငယ်တွေကိုတင်ပေးအောင် သားသမီးတို့သင်ပေးရအောင်သင်သူသင်သားသင်ပေးရအောင်ကျွန်တော်တို့ကူတိုင်လေးပဲစနစ်တကျနဲ့တမချန်ဆောင်လေးလာရအောင် အချိန်မဲများပေးရအောင်နံပါတ်၄တရားတည်နာကိုကောင်းမွန်စွာပြင်ဆင်ထားပါနံပါတ်၃ကတော့ harmonic ဂျန်စာအနဖွင့်နေဖြစ်တယ်တင်ယူနေဖြစ်တယ်နံပါတ်၄မှာကတော့တရားတည်နာကိုပြင်ဆင်တဲ့ humility တရားဟောနေပြီလေတတိထားပြီးတော့မှ ကောင်းကောင်းနဲ့လေးလာပြင်ဆင်ပြီးပါ ဘာကောင်းရှင်ဟောမလဲဘာချမ်းပိုက်ဟောမလဲဂျမ်းဆူတောင်းပြီးဝိငင်တော်ပြီးခူပြီးလေလာပြီးလေလာပြီးအော်ဖယားနဲ့ကူချခေါင်းရှင်တက်ပြီးအောက်လိုင်းဆွဲပြီးဒေဒနာပင်စင်ပြီးပြီးဆိုရင်ထပ်လောင်းပြီးတော့မှကျွန်တော်အနတ်ဖွင့်တာများမှားသွားမလားဆိုပြီးတော့မှအသူများကတော့မကြိုက်ဘူးကျွန်တော်ကတော့အဲ့လိုလုပ်ပါတယ်ပင်စင်တဲ့အခါမှာကျွန်တော်ဆူတောင်းတယ်ဂျမ်းပိုက်ရွေးတယ်ဆူတောင်းတယ်အနတ်အောက်လိုင်းကိုကျွန်တော်ဆွဲတယ်အနတ်ဒစ်ပဲဆင်းပြဖို့ကျွန်တော်အောက်လိုင်းဆွဲတယ်ရေးတယ် ြီးတဲ့နောက်အဲ့ဒါပြီးမှကျွန်တော်အနက်ဖွင့်တာဒီမှားမလားမှားမိမလားဆိုပြီးတော့မှကျွန်တော် comment ကြီးဒီကိုကျွန်တော်ကြည့်မိပါတယ် theology စာအုပ်ဒီ referend ဒီထက်မကတခြားကြမ်းပိုက်တယ်မှာဘာပြောလဲဆိုတာထပ်လောင်းကြည့်မိတယ်ပြီးတော့မှဒီအကြောင်းကိုဟောရင်ဘယ် illustration ဘယ်ဥပမာလေးပြောရင်သူရှင်းနိုင်မလဲဆိုတာဒီအာကျွန်တော်ရှာဖွေတယ်အချင်းပေးရပါတယ်အဲ့လိုကျွန်တော်ထင်တဲ့အရာလွဲသွားရင်အော်ကျွန်တော်ကဒီလိုအနက်ဖွင့်တာမှားပြီပဲပြန်ပြင်လို့ရတယ်ဒါကြောင့်ကျန်းစာ ဟောဒေတနာတပုတ်ဟောတော့မယ်ဆိုရင်ကောင်းကောင်းတဲ့ဒေတနာကိုပြင်ဆင်ရအောင်နံပါတ်5မှာတမချန်းစာကူတာအာဒီကအခြေပြုပြီးဒေတနာမျိုးကိုဟောပါ Bible based sermon အနံဖတ်အထူးသဖြင့်အာတရားဟောနေမှာအများကြီးရှိပါတယ်နော် topical ရှိတယ်အာဘိုဂရာဖီကယ်ရှိတယ်ဂျိုဂရာဖီကယ်ရှိတယ်အာဂျာမမဟုတ်ကျွန်တော်တို့အာကွန်တက်စ် contextual ဘာနော်အာ textual sermon ရှိတယ်အမျိုးမျိုးအမျိုးမျိုးရှိပါတယ် expounding လို့ခေါ်တဲ့ expository preaching လို့ခေါ်တဲ့အနံ့ဖွင့်နည်းကိုဦးစားပေးရအဲ့ဒီအနံ့ဖွင့်တရားဟောခြင်းနာအခက်ဆုံးတော့ရတယ်ဖြစ်တယ်ကျမ်းစာပေါ်ကနေမကြော်လေးမကြော်နိုင်အဲ့ဒါကြောင့်လွေလေးမလွေဘူးအချိန်လေးမဲကြီးပြရတယ်တင်းလို့ဆရာတယောက်နဲ့တင်းသူတင်းသားကျွန်တော်မှာအနေပဲလက်တဆုပ်ဆန်လောက်ပဲရှိတယ်ဒါပေမဲ့အကောင်းဆုံး series by series နဲ့တော့ကျွန်တော်ပြင်ဆင် ဖိလစ်ပိယန်ကြီးတယ်အဖီရှင်ကြီးတယ်အခုဒီနှစ်ကျွန်တော်တို့ကောရရှန်ဟိုစီရီဘိုင်စီเนาะကျွန်တော်တပိုက်ပြီးတပိုက်အနဖွမ်းပြီးမှတရားဟောတယ်ဘယ်နဲ့ဘေးလာလာအဲ့ဒါကြောင့်အာဟိုဒီဒီတပတ်သားဟူနဲ့ဒီတပတ်နီဒီနဲ့ဆိုရင်အဲ့ဒီ efficient ဟိုနေချင်းမှာအဲ့ဒီအကြောင်းကိုခဏနားပြီးအဲ့ဒီအကြောင်းနောက်တနေ့မှာအာဟူနဲ့ဟူနဲ့ဆိုရင် book by book နဲ့တွားလို့ကူမရတော့ဘူးမဟုတ်ရင်တရားဟောမိတဲ့အခါမှာဟိုဟူဆရာဟိုလူကဟူတင်းတာကဆရာကငါ့ကိုတဲ့ပြောတာငါ့ကိုဖဲ့တာငါ့ကို နော်အတွေ့ဝိတ်နဲ့ငှောက်တက်ရိတ်နဲ့အဲ့လူနဲ့တမင်တကာပြောတယ်ဆိုတာလိုမျိုးလေးအများကြီးရှိနိုင်တယ်အဲ့လိုမဟုတ်မင်းနဲ့ book by book စာအုပ်လေးနဲ့အနက်ဖွင့်ဟောတဲ့အခါမှာကျမ်းစာကိုကျမ်းစာနဲ့ဖွင့်ချင်တာအကောင်းဆုံးတော့အရာဖြစ်တယ်နံပါတ်5မှာခရစ်တော်ဘဟုပြုသောဒေသနာမျိုးဟောပြောကြရအောင်တမန်တော်အခန်းကြီးလေး30ဆနစ်ဟာဘုသူတရားဟောချက်လေပီတရုတရားဟောချက်ဖြစ်တယ်ဖတ်ပါအားရင်ပီတရုတရားဟောချက်မှာ Christ Center Message ဖြစ်တယ် ခရစ်တော်အကြောင်းအဓိကဟောခဲ့တယ်။ခရစ်တော်အကြောင်းကိုပေတရုအဓိကထားဟောခဲ့တယ်။သင်တို့ကတ်တိုင်ပေါ်မှာတတ်တဲ့ယေရှုဟာမက်ရှိယဖြစ်တယ်။အဲ့ဒါအကြောင်းအဓိကဟောတယ်။ရှင်ပေါလုရဲ့အဓိကတရားဟောချက်ကခရစ်တော်အကြောင်းဖြစ်တယ်။တရားဟောဘုရင်လူခေါ်ရတဲ့ Super Gen ခရစ်တော်အကြောင်းတင်တရားဟောခြင်းမှာခရစ်တော်မပိုင်တရားဟောတာမဟုတ်တော့ဘူး။နံပါတ်6 ကိုကျူးအတွက်ထက်ဖရာသခင်ရဲ့ဘုံတော်ထင်ရှားစေဘူးဦးစားပေးပြီးတရားဟောပါဟောတဲ့အခါမှာလူတွေကခုကိုထင်ကြီးလေအောင်ကျွန်တော်ကဘာပွဲဒီရလဲဘာဒီဂရီရလဲဘာယာထူးရလဲနော်ဟောပြောပွဲမှာစာရေးဆရာခေါ်ထားတယ်လို့ဒီဆရာစာရေးဆရာကစာအုပ်ပဲနဲ့အုပ်ရေးခဲ့လေဒီစာရေးဆရာကဘာပွဲဘာပွဲစာတီဖိကတ်ဒီပလိုမာဒီပလိုမာအမလေးစာမျက်နှာအပီခေါ်ဖတ်ပြီးမှခေါ်တာမျိုးခုကုံခုရဲ့ယာထူးခုရဲ့အကြောင်းအဓိကမထားပါ ကျွန်တော်တို့ဟာ baptism ဆရာယောဟန်ပြောတယ်လို့မျိုး I will be decreasing he will be increasing ငါဒီတတိပြည့်နဲ့ပြောက်ွယ်သွားမယ်ခရစ်တော်တာလင်ပူပီးကြည့်မြတ်မယ်သူ့ရဲ့ဒေသနာမျိုးကျွန်တော်တို့ဟာလဝါကားတိုင်းရဲ့နောက်မှာဖုံးကွယ်ရခရစ်တော်ရဲ့နောက်မှာပဲဖုံးကွယ်ရကျွန်တော်တို့တရားဒေသနာရဲ့ပြတ်ပတ်ဟာခရစ်တော်ဘုန်းတော်ထင်ရှားမှုပဲဖြစ်ပါစေ နံပါတ်9မှာကူဟောတဲ့ဒေသနာကူတမာချန်ဆန်နဲ့ပြန်ချင်းချိန်ပါကူဟောတဲ့ဒေသနာကိုပြန်ချင်းချိန်ပါမဟောခင်မှာချင်းချိန်ပါဟောပြီးမှအခုမှဆိုရင်ကျွန်တော်တရားဟောတိုင်းကျွန်တော်အာ live နဲ့သူများတို့ video တွေပါဒီမလုတ်ပြီးမဲ့ကျွန်တော် phone နော် phone ထဲမှာအမေရန် record လုပ်တယ်ကျွန်တော်အားလက်တဲ့အချိန်လေးမှာလာကျွန်တော်ညက်အခါနီးလေးမှာသူကျွန်တော်ဒေသနာအများဆုံးနားထောင်တာကုဒေသနာပဲဖြစ်တယ်အခုနားယူပြီးဝါကြွားတာမဟုတ်ဘဲနဲ့ကုအပစ်ကူရှာလွေးနေတာပြောမှားတာဒီ မလူအပ်တဲ့စကလုံးတွေများသွားတာလားဆိုတာတတိထားဖို့ ਨੇ ဟောပြောမှသလားဆိုတာစစ်စစ်ဖို့တော့ကောင်းပါနော်ဆိုတော့ကိုမဟောခင်မှာစစ်စစ်ပါကျန်းစာ ਨੇ ချင်းချင်းပါကိုဟောတဲ့အခါမှာလဲကျန်းစာ ਨੇ ကဲ့ညီတယ်လားဆိုတတိထားပါဟောပြီးတဲ့နောက်မှာလဲကိုဟောတဲ့တင်တာတတိထားပါဒါမှမဟုတ်ကိုမဇနီးရှိတယ်ဆိုရင်ညီကိုမောင်တော့မှရှိတယ်ဆိုရင်ကျွန်တော်ဟောတာလွေးတော်သလားဆိုတော့မေးမြန်းပါနော်နံပါတ်၈မှာကိုဟောဒီဒေသနာနဲ့ကိုအသက်တာကဲ့ညီပါစေ နှခမ်းနဲ့ပဲဖရာကိုချီးကျူးပြီးဖရာချစ်ပြီးလူချစ်တာမဟုတ်ဘဲအသက်တာနဲ့ချစ်ဖို့ဖြစ်ပါတယ်ဖရာလူကြီးကဘလူမျိုးလေလူမင်းရင်အများကြီးပြောစရာထဲကနေတခုပြောပါဆိုရင်တကယ့်ရှစ်မှန်တဲ့ဖရာသခင်ရဲ့လူကြီးကသူတို့ဒေသနာနဲ့အသက်တာကိုင်နေတယ်ဒါပဲဖရာသခင်ရဲ့လူကြီးကသူတို့ဟောတဲ့ဒေသနာနဲ့သူတို့အသက်တာကိုင်နေတယ်နမကုတမန်ကျမ်းစာအတင်ကောက် ဖွင့်ပြချက်မျိုးကိုတတိထားပါဒါတရားဟောရာဇာ78 20 20နှစ်မှာဒီအကြောင်းဒီတတိပေးထားပါလေဂျန်စာအတီမှာဖယားကကျွန်တော်စကားလာပြတယ်ဖယားကအိမ်မက်ပေးတယ်ဖယားကအာယုငါယူပါယုံပေးတယ်ဖယားကကျွန်တော်တိတိကျကျပြောတယ်ဘယ်နှစ်ဘယ်လဘယ်ချင်းဘယ်ခါမှဘာဖြစ်လဲလို့ပြောရင်တိတိကျကျလွယ်တော်ဖို့ပဲကျန်တော့တတိထားရအောင်ဂျန်စာကိုပဲဟောပါမလွယ်နိုင်ခစ်အလိုက် คิดမမီဘူးဆိုတာလည်းမရှိဘူးဂျန်စာအထက်ဖွင့်ပြချက်ဒီကိုတတိထားပါအပိုင်ငယ်30ငွေကြီးနဲ့လောကအရာကိုမတက်မပါနဲ့တရားဟောတဲ့အခါမှာကူဟောရတဲ့အကြောင်းရင်းတာကူကျူးအတွက်ငွေရဖို့နဲ့လောကအရာတွေကိုသူများကလာလှူဖို့လာပေးဖို့မလုပ်ပါနဲ့နမရှိတနုကပတ်တော်ကိုအပြည့်အစုံဟောပြောပါ the whole counsel of the gospel လူခေါ်ပါတယ်အတိတ်ဘေကတဝက်တပြက်နဲ့မဟောနဲ့ ချစ်ချင်းမေတ္တာကြောင့်ဟောရင်ဖခင်ရဲ့တရားရှင်ချင်းဟောပါ။နော်ကောင်းကင်အကြောင်းဟောရင်ငရဲ့အကြောင်းလည်းဟောပါ။ဖခင်ရဲ့ခွန်လွချင်းအကြောင်းဟောရင်ဖခင်သခင်ရဲ့တတိပေးခြင်းလည်းဟောပါ။ကေရင်ချင်းအာခိုင်လုံမှုဟောရင်ခရင်အသက်တာရဲ့လူအချက်ကူလည်းဟောပါ။ဒွန်းတွဲပြီးတော့မှသုကပတ်တော်စုံလင်စွာဟောကြရအောင်။နမစတိစတိမာတတိပုက္ကလကမနေပါနဲ့။တတိပုက္ကလကမနေပါနဲ့ဆိုတာကတော့ isolated ဘယ်အသေးတော်မှလည်းမပါဘူးဘယ်အဖွဲ့ရှိမှလည်းမပါဘူးဘယ်ကိုင်းကနာနေမှလည်းမတွေးဘူးတရားထေပဲငါနဲ့ခရစ်တော်ပဲသွားမယ်ဟဲ့ဆိုတာမလုပ်ပါနဲ့အသေးတော်မရှိခင်မှာကတော့သူတို့ prophet ဒီရောအာနောက်ဆုံး prophet ဖြစ်တဲ့အာဒီနှစ်ချင်းမင်္ဂလာပေးတဲ့ယောဟန်လည်းပဲတီးတဲ့နေတယ်ဒါပါတော့အသေးတော်မရှိသေးဘူးအသေးတော်ကာလမှာ တီတီတန်တန်နဲ့ကျွန်တော်ကတော့ free evangelist ပါကျွန်တော်ကတော့ဘယ်အသင်းတော်နဲ့မှမတွေ့ဘူးဆိုရင်အဲ့ဒီလူကိုတတိထားပြီးတော့အဲ့ဒီ isolated လူခေါ်တဲ့တတိပုကလကနေပဲနေတဲ့လူဟာကြာလေလေကြာလေလေပောက်ကြရီဟောပောက်ကြရီလုတ်ပြီးတော့မှဆုံးမပေးမဲ့ chest discipline လုတ်ပေးမဲ့လူတွေမှရှိတော့တတိပေးမဲ့လူမရှိတော့လုံးဝဘဝကစက်သိမ်းမကောင်းတော့တတိထားရအောင်နမစနစ်73မေတ္တာစေတနာဖြစ် တရားဒေသနာဝင်သားပါတရားဟောတိုင်းအဖြစ်သဘောပဲဖြစ်စေနဲ့မုံတီးမှုနဲ့လည်းမဟောပါနဲ့သူများကိုကြောက်ခဲနဲ့ပောက်ဖို့ဒုက္ခောင်းနဲ့ရိုက်ဖို့သူများကိုလှန်တာနဲ့ထူးဖို့သူများအနာကိုရိုက်ဖို့တရားမဟောပါနဲ့ဖခင်တယောက်ကသားသမီးကိုဆုံးမတဲ့စိတ်ထားကအမေနဲ့မိခင်ဖခင်ကသားသမီးဆုံးမရင်အမေပါတာကပါလေမိတ္တာစေတနာပါတယ်အဲ့လိုနဲ့ဟောပါအဲ့လိုနဲ့သင်ပေးပါ အဲ့ဒါကြောင့်ဒီယလမူဒီယာဘာပြောခဲ့လေဆိုတော့ကျွန်တော်တရားဟောတဲ့အချိန်တိုင်းမှာတေခါဆေးဆေးဖြစ်တဲ့ကျွန်တော်ကမကြာခင်မှာတေတော့မဲ့လူတွေမှာစကားပြောတဲ့လူမျိုးကျွန်တော်အမေရန်တရားဟောတယ်။ဘာပြောချင်တာလဲစေတနာမေတ္တာ patient တကက်ပြင်းပြသောနှလုံးသားတွေဟောပါတယ်။နံပါတ်၁၄မှာကူနာထောင်သည့်တရားဒေသနာနဲ့ဖတ်ရှုနေသည့်စာအုပ်စာပေမြောက်တတိထားပါ့။ လိုင်းပေါ်မှာတရားဒေသနာအာမကောင်းတဲ့အရာမကောင်းတဲ့အရာလို့ရွေးမာတဲ့အရာနားထောင်တာမြိုင်အလူလူနဲ့တဖြည်းဖြည်းဆွဲလန်းလာဖြစ်တယ်။တင်ဖတ်တဲ့စာအုပ်ဟာအာတတခါလင်းတတိမထားမိရင်တောင်မှဖယင်းဖယင်းဖယင်းနဲ့အယံသဘောချပြီးလွေးနေမှန်းကိုမတိတော့ဘဲနဲ့ပါသွားနိုင်တယ်။ကိုယ်ပထမဆုံးနားထောင်တဲ့အခါမှာကျမ်းစာနဲ့ချင်းချင်းပါ။ဖတ်ရှုတဲ့စာအုပ်တွေကိုလည်းချက်ချင်းချင်းချင်းပါ။ကျွန်တော်မဖတ်ဘူးမမြင်ဘူးတဲ့စာအုပ်စာပေတွေ့မိရင် ကျွန်တော်ရင်းနှီးတဲ့ဆရာကြီးဆရာမတွေအားထားရတဲ့ဆရာကြီးဆရာကြီးတွေကိုကျွန်တော်မေးတယ်ဒီစာအုပ်အာသာစာရေးသူတိဘူးတိသလားကြားဘူးသလားဘယ်လိုမျိုးပုံကိုလဲသူစာတွေကဘယ်လိုမျိုးလဲသတိထားရ Now ဆုံကတော့သူတပါးဤဝေဖန်ထောက်ပြမှုဘူးဝမ်းမြောက်စွာလက်ခံပေးပါတယောက်ယောက်ကတင်းရဲ့တယောဟောချက် တယောက်ရဲ့ဝတ်တင်းရဲ့တွန်တင်ချက်ကိုအာတင်ဟောနေတာနည်းနည်းလွဲနေပြီမဟုတ်ဘူးနော်လာပြောရင်ကုတပိတ်အရှိဖြစ်ရင်တောင်းမှာကုခလေးသမီးလေးဖြစ်ရင်တောင်းမှာကုရဲ့ဇနီးဖြစ်ရင်လည်းပဲအော်ကြည်စုတင်လေကျွန်တော်မှားမိတာပါဝင့်ခမ်းပါကျွန်တော်တရားဟောတဲ့အချိန်မှာကျွန်တော်ကိုထောက်ပြဝေဖန်နေလို့အများဆုံးကကျွန်တော်ဇနီးပဲကျွန်တော်အယောင်ဝန်တာပါ အဲ့ဒါမှတတိထားမိတာကျွန်တော်ဂျမ်ပိုက်ကိုအာအရန်လွတ်ရတလို့နဲ့ဘေခန်းကြီးဘေခန်းငယ်ပြောပြတော့မှကျွန်တော်တော့အာဦးနောက်ထင်းမှာတော့မှားနေထင်တာတကယ်ဖရာတရားတရားဟောလဲဟောပြီးရောတင်ဟောတဲ့ဂျမ်ချက်ကဒါမှမဟုတ်ဘူးဒါပြောလိုက်တဲ့အခါမှာဟူလူနာမည်ပြောလိုက်တော့နာမည်ကလည်းတလွဲထောက်ပြတယ်ဝမ်းမြောက်စွာဝင်ဝင်ခံရမှာပဲဟာနီကငါတပည့်နီကငါသားနီကငါကလေးဟာနီကဘာဖြစ်လဲအဲ့လိုမျိုးသဘောမထားပေနဲ့ feedback နော် ခေါင်းဆောင်ကောင်းပြည်သားဘုရားတပည့်များဦးဆောင်တဲ့ပြည်သူများရဲ့ feedback လို့ခေါ်တဲ့တုံ့ပြန်မှုကိုလိုက်လိုက်လေးလေးဝမ်းမြောက်စွာလက်ခံမှခေါင်းဆောင်ကောင်းဖြစ်နိုင်တယ်လို့တရားဟောဆရာကြီးလည်းမလွေးလေအောင်တရောက်ရောက်ရဲ့ထောက်ပြမှုရှိလာပြီဆိုရင်တင်းနာတော့အမှန်အကန်တည်တောင်မှသူတို့ကနားမလည်သေးလို့ဒီလိုလာလို့တောင်မှစိတ်မဆိုးပါနဲ့သူတို့ကမလောင်ပါနဲ့မကြည့်ရပါနဲ့။အော်ဟာလာအဲ့လူလား နည်းနည်းတော့အာကျွန်တော်လည်းလေ့လာအောင်မယ်တင်းလေးလေ့လာအောင်တော့သူတို့ရဲ့ထောက်ပြမှုဟာလေတန်ဖူးထားရတယ်တတိထားရတယ်သူတို့လေတက်နိုင်တလို့ရှင်းပြဖို့အခွင့်ရတော့ရှင်းပြအခွင့်မရတော့လေနော်သူတို့ကိုစိတ်နာအောင်တော့မပြောဘဲနဲ့ခံယူကြရမှာဖြစ်တယ်ဒါဒီဟာစုရင်ကျွန်တော်တို့တတိထားရမယ်အရာဖြစ်ပါတယ်ဆိုတာလေးကိုဒီညမှာအာ biblical apologetic နဲ့ကောင်းရှင်လေတက်ပြီးမှ ကျွန်တော်တို့သင်ယူခြင်းဖြစ်ပါတယ်လို့အထူးပဲ Tizio Timaré,